ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက် ညီရဲနဲ့မင်္ဂလာပါညီရဲဟုတ်ကဲ့မင်္ဂလာပါဗျခင်မားတဲ့မင်္ဂလာပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်လုံးဝတစ်လုံးရဲ့ဝမ်းချမ်းရဲ့တွဲရင်အပြိပေါဖြစ်တယ်ပေါ့နော်ပြိတ်နဲ့လည်းထက်တူကြပါတယ်ဗျကိုမတို့လည်းကြည်ပြီးတော့ကြိုက်နေတက်ရင်တော့သုံးပါဗျဒီတန်းထွက်တဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဆမ်းမားတဲ့မင်္ဂလာပါဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျ ော်ဒီမှာ2ရက်1ရက်ဒီရက်2ရက်ဒီ3လုံးပေါင်းကျင်းဒီ5ဖြစ်လို့5ရက်ပါဝါဒီ3ညာ3ညာဒီလုံးပိုင်းကျွန်တော်တို့40ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ1ရက်1ရက်ပေါင်းကျင်းဒီ2နှစ်နဲ့ဒီရက်8နဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းကျင်းဒီ3ညာဖြစ်လို့3ညာရဲ့ပါဝါဒီ5 5ဒီကျော်ဒီမှာလုံးပိုင်း5ပိုင်းမှာ93ဆိုပြီးတော့ထွက်တယ်ဗျ ။ဒီရောင်နဲ့မနက်ကလိုင်းမလွတ်ဘူးလားတဲ့။ဟုတ်ပါတယ်ဗျာနော်။မနက်ကတော့ကျွန်တော်လိုင်းမလွတ်ပါဘူးဗျာ။ပွဲဦးမှာကုံကြီးရဲ့ကုညီပါတဲ့။ဟုတ်ကဲ့ပါဗျာနော်။ဒါဆိုကျွန်တော်ဒီမှာခွင်ရ6ရပေါင်းချင်းတီ3 3နဲ့ဒီရ4နဲ့ပေါင်းတော့ခွင်ဒီ3လုံးပေါင်းချင်းတီခွင်ဖြစ်လို့ခွင်ရပါဝါတီ2 2တီကျွန်တော်ဒီမှာလုံးပိုင်းဗျာ။ဒီနှစ်ပိုင်းမှာလဲ၃ည2ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုရင်ကျတော့ဒီနေ့မှာကျွန်တော်တို့ နှစ်ရဲ့နှစ်ရဲ့ပေါင်းချင်းဒီလေးလေးနဲ့ဒီက9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီလေးလေးဒီကျော်ဒီမှာလုံးပိုင်းပြအလုံးမဲ့ဒီလုံးကြီးဟောပေါ့နော်လုံးမဲ့ဟောလေးကိုနားလည်မယ်ထင်မယ်ဗျာကျွန်တော်ဒီမှာ1 1နှစ်ပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ3ညာ3ညာဒီလုံးပိုင်းမှာကျွန်တော်တို့40ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ဒီ118ပေါင်းကျင်းဒီ3ညာ3ညာရဲ့ပါဝါဒီ9 9ဒီလဲလုံးပိုင်းကျွန်တော်တို့ဒီမှာ93ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီကျွန်တော်တို့ခွင်64ပေါင်းကျင်းဒီ4ဖြစ်ဟောခွင်64ပေါင်းကျင်းဒီကျွန်တော်တို့ခွင်ဖြစ်လို့ခွင်ရဲ့ပါဝါဒီ2 2ဒီလုံးပိုင်းပေါ့နော်2ပိုင်းမှာလဲ3ညာ2ဆိုပြီးတော့ထွက်တယ်ဗျဒါကြောင့်မို့ကြောင့်ဒီနေ့မှာ2ရဲ့2ရဲ့9ရဲ့ပေါင်းကျင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 4ဒီလုံးမှန်ပါဗျ။ ော်ဒီမှာသူနဲ့တွေ့မဲ့ဝမ်းကျင်းပေါ့နော်6ရဲ့1ရဲ့ဒီရ6ရဲ့6 1ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီလေး6လေးဒီကျွန်တော်ဒီမှာအချိန်မြကျော်ဒီ6လေးအချိန်မှာကျွန်တော်တို့40ထွက်တော့4ထီတယ်ဒီမှာဆိုရင်ကျွန်တော်တို့က3ညပိုင်းနဲ့ဒီ6လေးနဲ့တွဲရင်3ည6 3ည4ပေါ့เนาะအဲ့ဒီမှာ40ဆိုပြီးတော့ထွက်တယ်ဒါဆိုကျတော့ဒီမှာနောက်တစ်ပင်တီလဲ နှစ်ရက်တရက်ပေါင်းချင်းသည်3 3နဲ့တရက်3ညနဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းသည်3ဖြစ်လို့3ရဲ့ပါဝါတီရှစ်3ရှစ်ဒီကြောင့်ဒီမှာအချိန်မြတ်ဒီ3ရှစ်အချိန်မှာလဲ9 3ထွက်တော့3ထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ဒီ9ပိုင်းနဲ့3ရှစ်နဲ့တွဲရင်9 3 9ရှစ်ပေါ့နော်အဲ့ဒီနှစ်ကွက်မှာလဲ9 3ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ1ရဲ6ရဲပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရ3နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့ပါဝါဒီ5 3ည5ဒီကျော်ဒီမှာအချိန်မြတ်ကျော်ဒီ3ည5အချိန်မှာလဲ3ည2ထွက်တော့3ည ठी တယ်ဒီမှာဒီကျော်တို့က2ပိုင်းနဲ့ဒီ3ည5နဲ့တွဲရင်25ပေါ့နော်အဲ့ဒီ2ကွက်မှာလဲ3ည2ဆိုပြီးတော့ထွက်တယ်ဗျာ င်းကြီးရှာနေတာမတွေ့ဘူးတဲ့ဟုတ်ပါတယ်ဗျာနော်မနက်ကကျွန်တော်လဲလိုင်းမတက်ပြဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်ပေါ့နော်ခွင်ရနှစ်ရပေါင်းချင်းဒီကိုကိုနဲ့ဒီရနှစ်နဲ့ပေါင်းတော့တက်ခွင်နှစ်နှစ်ပေါင်းချင်းဒီတက်ဖြစ်လို့တက်ရပါဝါဒီ6တက်6ဒီကျွန်တော်ဒီမှာအချိန်မြတ်ဒါဆိုကျွန်တော်ဒီမှာ၄ဘိုင်နဲ့၁၆နဲ့တွဲရင်၄၁၄၆ဆိုပြီးတော့ကနန်း၂ကွက်တည်ကျော်တော့ အပေါ်ပင်ဒီမှာပေါက်ကနန်းပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ break line လေးပြပေးမယ်ဗျာကျော်ဒီမှာ break ဒီ2ရက်1ရက်ဒီရက်6ရက်ပေါ့နော်216ပေါင်းကျင်းဒီ6ဖြစ်လို့6ရက်ပါဝါတီလေး6ရက်နှက်ခတ်ဒီ6 6လေး6ဒီကျွန်တော်ဒီမှာ break ဗျာ ကျွန်တော် break ဒီ6လေး6 break မှာကျွန်တော်တို့40ဆိုတော့ကျွန်တော်တို့4 break ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ1ရယ်1ရယ်ပေါင်းချင်းဒီနှင်းနှင်းနဲ့ဒီက1နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်းဒီ3ဖြစ်လို့3ရယ်ပါဝါဒီ8 3ရယ်နှက်ခတ်ဒီ9 3ရှင်း9ဒီကျွန်တော်ဒီမှာ break ပြဒီ385 break မှာလဲ93ဆိုတော့10 break ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့က ဒီ၅ပိုင်းဦးပဲ385ပလေးရောက်အောင်တွဲရင်လဲကျွန်တော်တို့၅သုံးပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီခွင်းရ6ရပေါင်းချင်းဒီ3 3နဲ့ဒီက1နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့ပါဝါဒီ9 4ရဲ့နှက်ခတ်ဒီ2 4 9နှစ်ဒီကျွန်တော်ဒီမှာပြိပြဒီ4 9နှစ်ပြိမှာလဲ3ည2ထွက်တော့ကျွန်တော်တို့နှစ်ပြိထွက်တယ်ဒီမှာလဲကျွန်တော်တို့နှစ်ပိုင်းနဲ့3ည5နဲ့တွဲရင်လဲအပြည့်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပြိဒီ နှစ်ရက်နှစ်ရက်ပေါင်းကျင်းသည်လေလေးနဲ့ဒီရက်6နဲ့ပေါင်းတော့၃ညဒီ၃လုံးပေါင်းကျင်းသည်၃ညဖြစ်လို့၃ညရဲ့ပါဝါသည်၅၃ညရဲ့နက္ခတ်သည်ခွန်း၃ည၅ခွန်းသည်ကျွန်တော်ဒီမှာပြိဋ္ဌာပြိဋ္ဌာကကျွန်တော်တို့က၃ည၅ခွန်းပြိဋ္ဌာဒီမှာဒီကျွန်တော်တို့က၄ပိုင်းနဲ့၁၆နဲ့တွဲရင်၄၁ဆိုတဲ့၅ပြိဋ္ဌာ၄၆ဆိုတဲ့၃ညပြိဋ္ဌာပေါ့နော်အဲ့လိုမဲနားလည်မယ်လို့ထင်တယ်ပြကျွန်တော် တော့ဒီမှာပဲကနန်းမဲ့စီးပေးလိုက်မယ်ပေါ့နော်ကိုမလို့ကျွန်တော်တခြားတော့ရှင်းမပြတော့ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့၁၆၁ပေါင်းချင်း၈ဖြစ်လို့ကျွန်တော်ဒီမှာဒီ၈ပိုင်းမှာ၈၉ထွက်တယ်နောက်တစ်ပင်ဒီ၁၁၁ပေါင်းချင်းဒီ၄ဖြစ်လို့ကျွန်တော်ဒီမှာဒီ၄ပိုင်းမှာ၄၀ထွက်တယ်နောက်တစ်ပြန်ဒီ76ပေါင်းချင်းဒီကျွန်တော်တို့9ဖြစ်လို့ကျွန်တော်9ပိုင်မှာ93ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျော်ဒီမှာ462ပေါင်းချင်းဒီလည်း2ဖြစ်လို့ကျော်ဒီမှာဒီ2ပိုင်း392ဆိုပြီးတော့ထွက်တယ်။ ဒါဆိုကြောဒီမှာ9ရက်2ရက်6ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ3ဖြစ်လို့ကျွန်တော်တို့3ပိုင်းလည်းရှိတယ်ဗျ3ည9ခွန်ပရိတ်ဆိုရင်ကျွန်တော်4 3မှာထည့်ရမှာပေါ့နော်ပြီးကြရင်ကျွန်တော်ဒီမှာ1ချင်းလေးပေါ့နော်6နှစ် ပေါင်းခြင်း1နှစ်ခက်ရှိ1ရှစ်အချင်းမှာလည်း6 9ဆိုတော့8ထိတယ်ဒီမှာလည်း1ရှစ်ပေါင်းခြင်းဒီ3ညဖြစ်လို့3ညနှစ်ခက်ခွန်3ညခွန်အချင်းမှာလည်း40ဆိုတော့3ညထိတယ် ဒီမှာလဲကျွန်တော်ဒီရက်1ထိပ်ရဲဒီရက်4ထိပ်ရဲပေါ့နော်1လေးပေါင်းခြင်းဒီ5ဖြစ်လို့5 3အချိန်မှာလဲကျွန်တော်ဒီမှာ5 3ဆိုပြီးထွက်နှလုံးလုံးတော့ထိတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ခွင်ရဲ5ရဲပေါင်းခြင်းဒီ2ဖြစ်လို့2နှစ်ခက်လေး2လေးအချိန်လဲရှိတယ်2လေးအချိန်မှာလဲ3ညနှစ်ထွက်တော့2ထိတယ်ဗျဒါဆိုကျွန်တော်ဒီမှာ2ရဲ3ညရဲပေါင်းခြင်းဒီ2ဖြစ်လို့2နှစ်ခက်လေး2လေးအချိန်ပေါ့နော် ဟုတ်ကဲ့ပါကျော်ညနေမှာ414643295ရဲ့3ရဲ့3ခွင်ရဲ့ဆိုပြီးတော့ကဏန်း6ကွက်ပေါ့နော်အကိုမတို့ကဒါမှမဟုတ်ခွင်နဲ့လဲ416ကိုပဲကျွန်တော်တို့35ခွင်ပြေးရအောင်တွဲမလားပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာတော့416ဒီ main ကဏန်းမှာဗျဟုတ်ကဲ့ပါကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီပေါက်ကဏန်းလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ကဏန်းဒီလည်း၄နိုင်ခွဲထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါပါတယ်ဗျာကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေသေးတဲ့ကိုမလေးကလည်း subscribe နဲ့ပြဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ